ုနဲ့ဘူးကပါကွာလဲကြည်လိုက်ကြရအောင်ဒီတခြင်းလေးကတော့ reminder ဘူးတဲ့တခြင်းလေးပါစာကြောင်းမှာဘူးရောဘူးဘောကိုအဲ့ဒါကိုတွေ့နိုင်ပါတယ်တစ်မျိုးလုံးကတော့သေချာခြင်းဆိုတဲ့အနံ့အတိတ်ပဲတက်ရောက်ပါတယ်ဒါပေမဲ့ဘူးဆိုတာကသေချာထိတွေ့ခြင်းသေချာကြုံကြိုက်ခြင်းအနံ့အတိတ်ပဲဖြစ်ပြီးတော့ဘူးကတော့သေချာငင်းပယ်ခြင်းဆိုတဲ့အနံ့အတိတ်ပဲပဲဖြစ်ပါတယ်ဖူးကိုအသုံးပြုတဲ့အခါမှာကရိယာနောက်မှတွဲပြီးတော့ပစ္စည်းအနေနဲ့အသုံးပြုပါရတယ်။ စားဘူးတဲ့စိတ်ကူးဘူးတဲ့နာကျင်ဘူးတဲ့လုပ်ဘူးတဲ့ဆိုတဲ့အတိတ်ပဲတက်ရောက်ပြီးတော့ပြရာကိုတည်တာထင်ရှားအောင်အသုံးပြုပါတယ်။ဒါဆိုဘူးကိုရောဘလို့အချိန်မှအသုံးပြုတယ်။ဘူးကိုအငင်းစကဲလုံးမနဲ့တွဲပြီးအသုံးပြုပါတယ်။မစားဘူးမပြောဘူးမမြင်ဘူးမလုပ်ဘူးဆိုတဲ့အနိုင်တိတ်ပဲဖြစ်ပြီးတော့ဂရိကာကိုအငင်းဝကြအနေနဲ့အသုံးပြုပါတယ်။ဘူးကိုကြုံတွေ့သည့်မြစ်ကျဲခဲ့ပြီးတင်ရှားစေလူကသုံးနိုင်ပြီးတော့ ကိုတော့ငင်းပယ်လို့ကအသုံးပြနိုင်ပါတယ်ဒီလိုခွဲခြားပြီးအသုံးပြလို့ရပါတယ်ဖို့ Polyglot မှာဗီဒီယိုလေးတွေ share လုပ်သွားပေးမှာဖြစ်လို့ follow လုပ်ထားပါအောင်နော်ကျေးဇူးတင်ပါတယ်